ဖေးတာလေစီစာညူတို့တာမီပုံပေးတဲ့မြစ်တာမျိုးယတို့တို့တာမီပုံတော့ပေးခဲ့ပဲဆိုလို့ရှင်ယတို့တို့မိသားစုရဲ့ဘဝလေးခုပျက်စီးနေမှာမဟုတ်ဘူး ဘလို့ဖြစ်တာလဲသတိရပါအောင်ကွာကိုရှင်နေပုန်နေပြီရုရုရုတတိရလာပြီလားဟုတ်ကဲ့ဘလို့ဖြစ်ပြီရုစီစာညိုလို့အင်းရှင်မှာမူလဲနေတွေ့လို့ဟိုရုကိုခေါ်လာခဲ့တာရုရေခေါ်ပြီးတော့လောက်မိုက်မဲနေရတာလေရုတခုဖြစ်သွားအောင်ကိုဘိုးကပြတ်သွားမှာကိုရုမချစ်တာမှမဟုတ်တာရုရေ ရတယ်ဘေဘီယာဘေဘီယာလေဘေဘီရတို့ပြပါဖြစ်လို့လေဟမ်စီစံညိုစီစံတို့ရတို့အဖေလားစီစံညိုလားရတို့အဲ့ဒီငိုလာလေးခဏကြည့်ပြီးကိုရှင်းပြပေးမှာကိုရင်းနေပုံနေပြီရတို့ ချရဟောငငယ်လေးရမမေမိသားစုထလောက်စားပို့ရဦးစားပေးခဲ့တယ်။ဒီမှာဆိုလို့ရှိရင်ယတို့အနီချိုးနဲ့ပဲအမြဲထားခဲ့ရ။ဖေဖေနဲ့လည်းအလိုပဲ။အမြဲတမ်းအဲ့လောက်စားပြဿနာနဲ့ပဲ။ပြဿနာရဲ့တက်တဲ့အရင်နေဖြစ်ကြတယ်။ စီစံညိုမမင်းနဲ့စီစံညိုရုံးနဲ့ပျော်နေတဲ့ယထုရဲ့ဖိဖေဟာအဘယ်လိုယထုတွေ့ရတာလဲနောက်လူတယောက်တော့ပဲယထုယထုဘာကိုပြောချင်တာလဲကိုနားမလဲအစိမ်းတယောက်လိုပဲယထုဘာကိုပြောချင်တာလဲလို့ပြောလို့ယထုတိုက်စင်ဘူးကအဟောစရာကောင်းလိုက်တာ ယထုရဲ့ဖိဖိယထုစီကိုလုံးဝပြတ်မလာတော့အောင်လို့စီးစာညွေးမင်းမင်းကထိတ်ချုံနိုင်ခဲ့တယ်အခုလည်းအလိုပဲနေဘောကယထုအချစ်တယ်ပြောပြီးတော့ဘောကစီးစာဟုတ်ပဲဘောကစီးစာဟုတ်ပဲရွေးချယ်သွားတာမဟုတ်ဘူးလားယထုပြောချင်တာအုံးမြတ်တော်ဟာ ကျွန်တော်ရဲ့အဖေပေါ့ဟုတ်လားဟာဘာဖြစ်ကုန်လဲဖြစ်ဖြစ်ရလေစီစာညူတို့တားမိပုံပေးတဲ့မြတ်တာမျိုးရတို့တို့တားမိပုံတော့ပေးခဲ့ပဲဆိုလို့ရှင်ရတို့တို့မိသားစုရဲ့ဘဝလေးကိုပျက်စီးနေမှာမဟုတ်ဘူးရတို့ရဲ့ အဲ့လိုလည်းရှောက်မတွေ့နဲ့လေနော်ရတုမိမိသားအဲ့ဒီလောင်းကစားကိုမလုပ်ခင်းနဲ့ရတုမိသားစုပေါ်တာပို့ပြီးတော့ဂယူးဆိုက်ခဲ့မယ်ဆိုလို့ရှိရင်အဲ့နောင်ကြီးကအဲ့လိုဖြစ်လာစရာအကြောင်းလည်းမရှိဘူးလေပြီးတော့ရတုကလည်းစီးစားညို့လို့တိတက်တဲ့မိန်းကလေးတက်ဖြစ်ခဲ့ရတုကပျော်ရှင်ခဲ့ရမှာပေါ့ဘုကပြောချင်တာ ခုဖြစ်နေတဲ့ပြဿနာတွေအားလုံးကဘသူမှအပြစ်မကင်လို့ပြောချင်တာမလားဘယ်နာလဲပါဒါပဲမဲဒီလိုပိုက်ဆိုင်တဲ့အရာတွေအားလုံးစီးစားနေပါသူ့တို့သွားတယ်လို့ယတုခံစားနေရ ဒါဘယ်လိုဖြစ်ရတာလဲအဲ့မြေခွက်ကိုငါလုံးဝမကြောက်ဘူးလို့ပြောထားတာလေအခုငါတော့မသိရပါနဲ့ဘာလို့ဘယ်လိုဖြစ်ကုန်တာတော့ဆရာဟိုဆရာကတော့ကြောင်လိုက်တာပါဆရာလက်မှတ်လည်းဆရာကတော့ထိုးလိုက်တာပါဘင်းပြောတာဘယ်လိုပြောလဲဘယ်လိုပြောလဲဟုတ်ကဲ့ဆရာဟိုနေ့ကရှယ်ယာအစည်းအဝေးပြီးတော့ကြောင်လိုက်တာပါဆရာဒီကိစ္စကတော့ဘာလို့မပြောတာလဲ ဟေးအဲ့ဆိုလဲဦးနေကလက်မှတ်ထိုးရမယ်ဆိုတော့ရုံးချုပ်ကငွေစင်းနေပါလာအဲ့ဒါလဲဆရာကတော့ဘယ်လက်မှတ်ထိုးတော့ပါဆရာဟမ်ကဲအဲ့ဆိုလဲမင်းတို့တော့တော့ပါဘလို့သားဟုတ်တယ်စီးစားညီမသားလက်ထပ်ပြီးပါလို့ရှိရင်မတို့ညီမလိုက်နေရမယ်တဲ့အဲ့ဒါမေမေနဲ့လည်းတိုင်ပြီးသားတယ်ဘလို့ဖြစ်တာလဲမေ လက်ထပ်ပြင်းသူတို့မှလည်းနေရမလို့မမေတခါမှမပြောဘူးပါဘူးတောက်လေလုပ်ငန်းနေခွဲပြီးပြီဆိုရင်လေအိတ်တက်တက်ခွဲနေခိုင်းမှာပါစီးစံညောတောက်အဲ့လိုပဲပြောတာလားဟုတ်တယ်အဲ့လိုပဲပြောလိုက်တာတောက်တော့မှမေမေနဲ့တိုင်မြင်ပြီးသားဆိုလို့အံ့ဩနေတာလက်ထပ်ခံကြီးမှာအဲ့လိုထပြောရမေးရဲ့တောက်စိတ်တင်တော့ဒေါ်အီးပိုင်ကသူ့သမီးကိုရောက်မှိုင်းမှာခိုင်းစားခံရမှာကြောက်လို့ထင်တယ်ဒါမှမဟုတ်လို့ရှိရင်လေအုံမြင့်မြတ်တော်ရဲ့လုပ်ငန်းတွေကိုလက်ဝကြီးအုပ်ထားတဲ့လိုမျိုးတောက်လည်းချုပ်ကန့်နေရလားမသိဘူးသူတို့ကတောက်ကို ဘယ်လိုပဲတော်ရည်ပြောပြောလေဒါတော့အဲ့လိုမဖြစ်နိုင်ဘူးအဲ့လိုမမြတ်လုံးဝဖြစ်မခံနိုင်ဘူးဒါတော့လက်ထပ်ပြီးပြီဆိုရင်လေဘယ်ဘက်မိဘရဲ့လဝက်ကြီးဥတော်မှာမခံတာအကောင်းဆုံးပဲအဲ့ဒီကိစ္စအီးပိုင်ကထပ်တွေ့ပြီးတော့တိုင်ပင်သိတဲ့ချင်းနေတော့နေအီးပိုင်ကယောက်ျားတည်ပြီးတာတော့စီဝိုင်းလုပ်ငန်းတွေကိုရင်းရံမှုရှိအောင်ထိသိမ်းအုပ်ချုပ်နိုင်တယ်သူ့ရဲ့ပြုံးသူ့ပြောချူချူတွေရဲ့ယောက်ျားတွေကိုဆွဲဆောင်စည်းဟုံးနိုင်တယ်ဒါလည်းအဲ့လိုပဲထင်တယ်ခင် ုံမြင့်မြတ်တော့အခုအလူမီနဲ့ချုပ်ပိုင်တာပဲကြည့်လေတူတယ်ဆိုမီလေးရှိတာအောင်မအိမ်ကိုအလဲပြန်ဖို့မပေးဘူးလေဟာအဲ့ဒါဘယ်လိုလုပ်တည်တာသီးရညူပဲပြောရလေဒါလည်းတို့ရင်ရောက်လို့ရှိရင်အုံမြင့်မြတ်တော်လိုမျိုးပျော်ရွှင်သွားမှာပါတဲ့ဟင်အဲ့စကားကဘာတိတ်ပဲလေမိမိသားစဉ်းစားကြည့်တော့စဉ်းစားကြည့်ပါနဲ့ရယောက်ျားတွေကတာယာမှုကိုမမတော့အဲ့ဒါကိုအသုံးချပြီးမိမြတ်တော်လိုပဲသူသားလေးကိုလွှမ်းမိုးဆုံးမခြင်းလို့ပေါ့အဲ့ဆိုဘယ်လိုလုပ်ရမလဲကိုရဲဟိုသားလေးကိုတော့အဲ့လိုဖြစ်မခံနိုင်ဘူး အဲ့ဒါကြောင့် e-bike လို့တိုင်ပင်ဆွေးနွေးတဲ့နေလို့ပြောတာပေါ့ကိုတို့ကမားတာဘာတစ်ခုမှလုပ်ထားတာမဟုတ်ဘူးလေအဲ့ဒါမှလက်မခံနိုင်ဘူးဆိုရင်တော့လက်ထပ်ဖို့ကိစ္စစဉ်းစားရုံပဲပေါ့လက်ထပ်ဖို့ကိစ္စကလည်းအားလုံးစီစဉ်ပြီးနေပြီဟိုဘက်ဒီဘက်အတိုင်းဝိုင်းကလည်းတိတိတော့တိနေပြီဆိုတော့မျက်နှာပြက်ခံလို့လည်းမဖြစ်ဘူးဟိုနှင်း e-bike လို့နဲ့ဆွေးနွေးကြည့်နိုင်မယ်လေအဆင်ပြေမှာပါဒါကတော့နှင်းတော့ပဲကွာကိုကတော့စကားတွေအများကြီးမပြောချင်ဘူးတားလေးစိတ်ကြဲကြဲမဲ့ကိစ္စမျိုးဆိုရင်တော့ကိုထပ်ပြီးစဉ်းစားလိုက်မယ် ငါဘယ်လို့မှသဘောမထားနဲ့နော်ဟိုမမေညှိနှိုင်းလိုက်ရင်အဆင်ပြေသွားမှာပါအားလုံးမမေတောင်းဝန်ထားနော်တာ